အချိန်ဆက်ဝိုင်းကို2000ခုနှစ်စက်တင်ဘာ17ရက်မတိုင်ခင်သေးစီပြင်ပြစ်ပြီးယူယောင်မျိုးမှာတောက်ွယ်သွားတဲ့မျိုးသူတူရဲ့လူဝတ်စံကျဲလုံးနဲ့ဖြစ်ရက်ကိုတူတူကျွန်တော်တို့ဖော်ထုတ်ကြည့်ရအောင်ဖောင်တစ်ခုနှစ်စက်တင်ဘာ17ရက်မတိုင်မီတရက်အလိုမှာယူယောင်မျိုးရဲ့မဟန်တန်တူနာပြူဆီယာမှာတူဖြစ်တဲ့စနီယာအန်ဖီလစ်ဟာသူ့အိမ်ကနေထွက်သွားပြီးတဲ့နောက်အတူမှသူမကိုနောက်ထပ်မမြင်တွေ့ရတော့ပါဘူးနောက်တနည်းမှာတော့ ကဘာတဝန်းလုံးကိုပြောင်းလဲစေခဲ့တဲ့ကိုမြင်းဆောင်စက်တစ်ဆိုတဲ့ထိုင်ထိုင်ကြီးဖြစ်ပေါ်ခဲ့ပါတယ်။စနီယာကအိန္ဒိယနယ်ပွားမိသားစုကဆရာဝန်ကျောင်းသူတူဖြစ်ပြီးတက်ကြွပြီးဖျက်လက်တဲ့လူသမီးတူလည်းဖြစ်ပါတယ်။သူမနဲ့သူမခင်မုန်းဖြစ်သူရွန်လို့ဟာမန်တန်ရဲ့အထက်မြင့်အဆောက်အုံတစ်ခုမှာနေထိုင်ကြပါတယ်။သူမကိုနောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့စက်တင်ဘာလ10ရက်ညနေပိုင်းမှာဖြစ်ပါတယ်။ Department စတိုးဆိုင်တစ်ခုမှာအရောင်းဝန်ထမ်းလူငယ်လေးတဦးနဲ့အတူအဝတ်အစားတွေဝယ်နေခဲ့တာပါဒီလိုနဲ့စနီဟာတနေ့တလုံးအိမ်ကိုပြန်မရောက်လာခဲ့တော့သူမရဲ့ခင်ဗျာရောကလည်းဖုန်းခေါ်ကြည့်တဲ့အခါအိမ်နဲ့သုံးမိုင်အကွာမှာဆဲတောက်ပါတစ်ခုကဖုန်းဆက်ဖွင့်လာတဲ့အချက်ပြောင်းမှုပဲရှိခဲ့ပါနောက်တနေ့မှာ World Trade Center ထဲမှာအလုံးလုံးတဲ့သူတွေထဲမှာလဲစနီဟာကိုဘယ်သူမှမတွေ့ကြရပါဘူး